မြမဒီမှာမြမကားကိုအားပေးနေတဲ့ပြိဿကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒါကတော့ရေထဲကနေလိုက်လိုက်လဲလဲနဲ့ကိုပြိဿကြီးကိုကျေးဇူးတင်တဲ့အကြောင်းပြောရင်းနဲ့ပါပဲဒါတော့ပါပဲခင်ဗျာဟိုရှေ့ဘာပြောတာဆရာပါဟာလဲကိုမြမဒီမှာရှိတဲ့လူတွေမြမကကြည့်တာဘာဖြစ်လဲမဖီမရှိတဲ့လူတွေကမြမကားကိုတကယ်ချစ်လို့အားပေးတာလို့เนาะတကယ်ချစ်လို့အားပေးတာเนาะ ဟိုလူတိုင်းတော့မဆိုးလို့ပါဘူးလူတိုင်းလည်းမကြည့်ပါဘူးเนาะဒါမှမဟုတ်ကျွန်တော်တို့မြန်မာကားကိုပဲတတ်တတ်တကယ်ကိုချစ်လွန်းလွန်းအားပေးနေတဲ့ပြည်သက်တွေရှိတာဟုတ်အခုဒီပြင်ကိုမပြောနဲ့လေကျွန်တော်ဇနီးပေါ့ကျွန်တော်အမျိုးသမီးကျွန်တော်မိန်းမကျွန်တော်မိန်းမပေါ့ကျွန်တော်မိန်းမကသူတို့အဖေတွေအမေတွေကအင်္ဂလိပ်ကားတို့ကလာကားတို့မကြည့်အောင်မကြည့်အောင်ဗမာကားတွေသွားကြည့်အဲအဲ့လိုမျိုးသူတို့သူတို့သူနည်းနည်းရှေးရိုးဆွဲတာလေပါမပေါ့ရိုးတာပေါ့နော်ရိုးတာပေါ့ဟလား အင်္ဂလိပ်ကားဆိုလို့ရှိရင်နည်းနည်းရင်းကျေမှုမရှိတာလေးတွေပါမယ်ဟလာရင်းကျေမှုနည်းတာလေးတွေပါမယ်ဘာညာပေါ့အဲအဲ့ဒီကနေပြီးတော့မှဆိုလာတော့အမျိုးသမီးကမာကားဆိုရင်ဒီနေ့ထိဘယ်ချိန်ပြည့်ပြည့်ခေါ်လို့ရလဲဘုန်းနေပါလို့ကြည့်အောင်မဟုတ်လားဟိုနိုးဟာကွယ်နိုးဟာကျွန်တော်ကကျွန်တော်တောင်မကြည့်ရတာလေအများကြီးွာအဲ့တော့ခုနပြောသလိုပေါ့အမျိုးသမီးကအဲဒီကလာကားတို့အင်္ဂလိပ်ကားတို့နည်းနည်းပါးပါးကြိုက်လာတာတောင်မှကျွန်တော်ကကားတိုင်းကြည့်တဲ့ဒူမို့လို့ သူကလိုက်ကြည့်တာလိုက်ကြည့်ရင်လည်းမှအခုနောက်ပိုင်းကျတော့အဲဘောလီဝုဒ်ကားလေးတွေပါလေဆိုလဲကြိုက်လာတယ်ပေါ့နော်အရင်တော့မကြည့်ရဘူးမကြည့်ရဘူးကြည့်အောင်လာပြီကိုရီးယားကိုကျွန်တော်ကြည့်တော့ကြည့်တယ်အကြည့်နေတယ်။ဘာလို့ဆိုသူကဇလန်းတွဲတွေများတယ်အဲ့လောက်ကြည့်ကြကျွန်တော်ကြာကြီးမကြည့်တတ်လို့အကြာကြီးမကြည့်ချင်လို့အဲ့တော့ဒန်နီငါတို့မှဇော်ရည်နဲ့ဘာကြောင့်လူရင်းကျေဖြစ်နေလဲ။ဘာမှလူရင်းကျေမဖြစ်ပါဘူးကိုရဲအမှန်တော့ပြောမှဆိုရင်ဇာကားတွေကလည်းကျွန်တော်ကလူကြီးကိုရွာလူကြီးကိုဒါပေါ့ဒါပေါ့ဇကြီးဖြစ်လာအဲ့တော့ ဟိုဒီဘက်ခေတ်မှာ10ကားဆိုလို့ရှိရင်9ကား10ကားလောက်ကကျွန်တော်အဲ့နေရာတည်းကြီးပဲလာလာငားကြတာဟိုကျွန်တော်အာပေါင်းအာပေါင်းအဲ့လိုဖြစ်နေတာပေါ့နော်အာပေါင်းအရင်တန်းတန်းနဲ့ပြောတတ်တဲ့အကျင့်ကပါနေတော့ကျွန်တော်အဲ့နေရာလာလာငားကြတယ်ငါတော့ဒီကားတော့ပြောမယ်ဆိုရင်နည်းနည်းလေးကိုနေတိုးရဲ့ဇက်တွေထဲမှာတော့လည်းထူးခြားတယ်ပေါ့ထူးခြားတဲ့ကားဖြစ်နေလို့လာပြီးတော့ဝင်းရံတာပါကိုယ်ဝင်းရံတာပါဟုတ်ဒီဇုံးနဲ့အိုက်ဒီအကြောင်းရွယ်ကြောင်းပါ အမှန်တော့ကိုယ်ရဲ့လုံးကြောင်လို့ပုံစံကြောင်ဟဲ့လို့တော့မဟုတ်ကျွန်တော်တင်းနေဟိုပေါ့ချင်းခါပေါ့ချင်းခါပေါ်မှာမူတည်ပြီးတော့မှာပဲအဲကျွန်တော်တို့အလုပ်လုပ်ရတဲ့ထင်ပါတယ်အလုပ်လုပ်ရတဲ့ထင်ပါတယ်အဲအဲ့ဒါကြတော့ဘယ်လိုကောင်းမလဲကျွန်တော်ရဲ့ဂျိုးစမ်းမှုကတော့ဒါသက်သက်ပေါ့ကျွန်တော်ရဲ့ဂျိုးစမ်းမှုကတော့သက်သက်ပါအာကျွန်တော်ဂျိုးစမ်းလို့ကျွန်တော်လာငှားတာဘောဗျာဆိုရင်ဒါအတ္တဖြစ်သွားပြီဟုတ်လားကျွန်တော်လိုပဲဂျိုးစမ်းနေတဲ့လူတွေတပုံကြီးလေဟုတ်လားအများကြီးပါမှန်တော့ကိုကျွန်တော်ကတော့ ြောမယ်ဆိုလို့ရှိရင်ဒါကိုနေတိုးရဲ့ဂန်ဝင်ငတိုးဇာကားကိုလာပြီးဝင်ရလို့နေတိုးနဲ့ပြောတာမဟုတ်ပါဘူးကျွန်တော်နေတိုးနဲ့လည်းအဆင်အပြေဆုံးအလိုက်ဖက်ဆုံးပြအောင်ကျွန်တော်ကစူးစမ်းတယ်အကိုကိုမေးကြောင်လေးကိုမြင့်မြတ်နဲ့ရိုက်မယ်ဆိုလို့ရှင်လေကိုမြင့်မြတ်ကလေးနဲ့လိုက်ဖက်အောင်ဘယ်မင်းသားပဲဖြစ်ဖြစ်ပါဘယ်မင်းသားပဲဖြစ်ဖြစ်ပါအဲ့တော့တတ်နိုင်တဲ့လောက်ကလေးကလေးတွေနဲ့ရောဒီဇက်ပေါ်မှာရောစီးမျောပြီးတော့မှဟာမိုနီပြအောင်ပေါ့ အဲ့လိုလေးအဆင်ပြေသွားအောင်ကျွန်တော်ရိုက်တာများပါတယ်ကိုအဲ့ဒါကြောင့်ပါအဲ့ဒါကြောင့်ပါဟိုလေဝိသိစရာဘာကြောင့်ခုကြည့်နေလဲကြီးဘုရားဘာဖြစ်စရာဝိသိစရာတော့ဒီတိုင်းပဲဟိုပရိသတ်တွေကလည်းအားပေးပါတယ်ဝိသိလည်းငားကြပါတယ်နော်သူ့အမှန်လဲအခုကခုနပြောသလိုပေါ့ဟိုကိုအသက်ရွယ်နဲ့ဝိသိဆိုတဲ့အလုပ်ကတော့ဝါသနာလည်းပါတယ်လေးလေးလေးလာထားတယ်စီးလေးစီးမှုထားတယ်ဝိသိရဲ့ပညာရက်ကိုကျွန်တော်တတ်နိုင်သလား တက်နိုင်သလောက်တေချာလေးလေးလာပြီးမှမြောက်တယ်အဲ့တော့ပြိသက်တွေကလည်းအားပေးတယ်အဲ့တော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါတစ်ဖက်ကလည်းဝင်ငွေတစ်ခုလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဘိသိပ်ပြန်အကျိုးဆက်မှန်ပါတယ်ခင်ဗျဘိသိပ်ပြန်ရဲ့အရှိန်တွေပေါ့ဘိသိပ်ပြန်ရဲ့အယောင်တွေအရှိန်တွေပါပါတယ်ခင်ဗျအဲ့ဒီအပေါ်မှာလည်းပြိသက်ကသိနေတဲ့အတွက်ကျွန်တော်ဘိသိပ်ငားတယ်ဖြစ်သေးဘူးကိုကျွန်တော်ဘိသိပ်ဆရာတကယ်လှုပ်လိုက်တာကကိုပြေမတိုင်ခင်တနစ်အလုံးမှာကျွန်တော်လှုပ်လိုက်တာပါအဲ့ဒီပုံမှာလည်းပြိသက်အားပေးပါတယ်ဗျ အပ်ပြီးတယ်ဆိုတော့ခုနပြောသလိုပေါ့ကုမိသားစုကဒါပဲလေဒါနဲ့ပဲရက်တီတာဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒါကလည်းလုတ်ဖြစ်တယ်ပေါ့လုတ်ဖြစ်တော့လည်းပိသအားပြီးတော့ကုမိသားစုရက်တီရတယ်ပေါ့နော်ရက်တီရတယ်ပေါ့ရက်တီနိုင်တယ်ပေါ့အဲ့တော့ပြောတယ်မှာအကယ်ရီရမယ်ဆိုတော့ဟုတ်လားအကိုကျွန်တော်အားလုံးကိုမလေးတဆွေးတောင်းသိတယ်ကျွန်တော်ဟုတ်ပါဗျာကျွန်တော်မီဒီယာတိုင်းကိုဖြေပါတယ်အိမ်မှာတော့ကျွန်တော်တစ်ပဲဗျာ ចောင်းយកទៅវិញតិចតិចអាយសុថាដល់គូអីមកတော့ကျွန်တော်တယောက်ទេဗျာကျွန်တော်តិចပဲចောင်းយកទៅវិញតិចតិចសុថាដល់အဲ့ဒီလိုပဲကျွန်တော်ဇကာတကဒီဘျောသံဇကာတကရဲ့ရိုက်ဘျောခံဇကာတကပဲကြည့်ဘျောသံဇကာတကပဲပေးတယ်ဆိုတော့ကျွန်တော်လက်ကမောင်းခတ်တာဗောသိကြပြီกว่าပဲဗောဟုတ်တယ်မလားအခုကားတွေအများကြီးပဲကားတွေအများကြီးပဲနောက်မလို့ကျွန်တော်ကားတိုင်းနီးနီးကြည့်ပြတယ်ကြည့်ပြတဲ့အပေါ်မှာလဲဟာလာတဘာရှိတဲ့လူရော တဘာမရှိတဲ့တရုတ်ဆောင်ကလေးတွေရောအကုန်လုံးကအကုန်ကောင်းတာဇပ်ပုတ်ပြောတာနော်ကိုဇပ်ပုတ်နေရာမှာအကုန်ကောင်းတာတော်တော်ကိုကောင်းတာအဲ့တော့ဟာမင်းတော်တော်ကောင်းတယ်လွယ်ဘူးမလွယ်ဘူးအဲအဲ့လိုမျိုးပေါ့ဟုတ်လားမိကုန်းခက်တယ်လို့ပဲမင်းအဲ့ဒါတော့မှမှားတယ်ကိုရဲဒါမျိုးခက်တာအဲ့လိုအစိုးကောင်းလို့ပြီးရင်တော့ပြောတော့ဘူးပေါ့နော်ဒါမှလည်းကိုရဲကျွန်တော်လည်းတကယ်တကယ်တမ်းကျတော့ ဟိုတကယ်ဟို professional အဆိုတော်ကြီးတွေလို့ကျွန်တော်ကောင်းကောင်းဆိုတတ်တဲ့တဲမှာမပါပါဘူးကျွန်တော်ဒီသဘင်မျိုးရောလာပါတယ်သဘင်မျိုးကလာတဲ့အတွက်ဟုတ်ကဲ့သဘင်မျိုးကလာတဲ့အတွက်ဒီအတန်တွေကကျွန်တော်တို့ရင်းနေတာအမေပေါ့ဟေ့လေပြောမေပြောပြောလေကျွန်တော်ဘယ်ဥအောင်စိန်မှာနော်မန္တလေးကသဘင်ပညာရှင်လို့ပဲပြောကြပါစုနော်အမေကတော့အရင်ကစိန်အောင်မင်းတို့ဖြမန်းတမောင်းတို့ မြို့တော်အောင်မြစိန်တို့အဲ့ဒါတွေနဲ့ကခဲ့တဲ့မင်းသမီးကြီးပေါ့ဗျာဒေါ်အဝေယာကြီးပေါ့အာဒါကျွန်တော်အဖေနဲ့အမေပါအဲ့တော့သဘင်သည်သဘင်ပညာရှင်နှစ်ဦးကမွေးဖွားလာတဲ့ကျွန်တော်ပါအဲ့လိုလေးတွေပေါ့အဲ့ကနေပြီးတော့မှကျွန်တော်61 62လောက်မှဒီရုပ်ရှင်လုပ်ငန်းတွေကိုကျွန်တော်လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်ထဲထဲဝင်ဝင်တော့မဟုတ်ပါဘူးအမှန်တရားနေပဲကျွန်တော်အားရိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒါငှားကြပါတယ်ဟုတ်ပါတယ်ခင်ဗျအဲ့လိုမျိုးဆိုတော့ ခုနပြောသလိုပေါ့အဖေတို့အမေတို့ကသဘင်ပညာရှင်တွေဖြစ်နေတဲ့အတွက်အဲ့ဒီသွေးကတော့ကျွန်တော်တို့ထဲမှာရှိနေအောင်အသွေးသားရှိနေအောင်အဲ့ဒါကြောင့်ကျွန်တော်တို့အတွက်မစိမ့်ဘူးဗျဒီအတန်တွေကအစိမ့်ဘူးအဲ့လိုမစိမ့်တဲ့အတွက်ဒီရောသံမှာကျွန်တော်ခုနပြောသလိုပေါ့အစိုးတော်ကြီးတွေလို့တကယ်ပညာရှင်တွေတော့ကျွန်တော်မစိုးနိုင်ပါဘူးသို့ပေမဲ့ကျွန်တော်ရောက်သွားအောင်တော့အဲရောက်သွားအောင်တော့ကျွန်တော်တက်နေတော့အဲရောက်သွားအောင်တော့တက်နေတော့ကျွန်တော်စူးစမ်းပြီးဆိုတယ် အဲ့ဒါကတော့အဖေမိသွေးပါလို့ပါဗျကျွန်တော်တိတ်တော်လို့တက်လို့မကောင်းလို့မဟုတ်ပါဘူးဒါပေမဲ့ပြောသံမှာလည်းဇောနဲ့မြေချူတာပဲလေပြောသံမှာမြေချူဆိုဟိုကုနာဟိုကလေးမလေးမေးသလိုပါဥသောဝင်နေပြောသံနဲ့ခန္ဓာငတိုးနဲ့မတူဘူးလေငါသမီးရဲ့ဟုတ်လားမွန်းငါမွန်းငါသက်သက်လက်ဖက်တုတ်ကလက်ဖက်တုတ်သက်သက်ကိုဟိုပြောသံကတော့အမှန်ကအုံနဲ့ကျင်းနဲ့အဖွဲလိုက်ကို ကောင်းတာဗျကောင်းရပါဗျအဲ့ဒါအဲ့လိုကောင်းလို့ အဖွဲလိုက်လုံရတဲ့လုပ်ငန်းတစ်ခုမှဟုတ်တယ်အဖွဲလိုက်လုံတဲ့လုံရတဲ့လုပ်ငန်းတစ်ခုမှအဖွဲလိုက်ညီရယ်စ조사ကြရယ်ဘာပဲပြောပြောကိုယ်ပန်းနိုင်တော့ရောက်တာပဲဗျအဲ့ဒီသဘောပါအားလုံးကောင်းကြလို့ပါအဲ့ဒီမှာတော့ကျွန်တော်ကနောက်ဆုံးနေဝင်းတဲ့ဗါတဲ့ခင်ဝင်းဝါလေးကိုကျွန်တော်ဇက်ပို့ပေးရတာမဟုတ်ဘဲနဲ့ရွတ်တန်တာတော့ပို့ပေးရသလိုတောင်ဖြစ်နေတယ်မှမျိုးကပို့တောင်းကောင်းသေးနော်ဒါတော့ခုနကကျွန်တော်ပြောပြီးပါပြီရွတ်တန်တာတော့ကောင်းပြီသားဦးတေးဥဆောင်တော်ပြီးသားဦး ဒါမဲ့ထူးခြားတာတော့သူဒီထဲမှာအချင်းဆိုတာကတော့သူ့အတွက်ထူးခြားမှုတစ်ခုပါပဲအဲ့အတွက်ကတော့ပြည်သက်တရားလည်းသူ့အတွက်အပေးတယ်သူ့ကိုယ်တိုင်ကလည်းပီတိဖြစ်တယ်ပေါ့သဘောကျတယ်ပေါ့ဘုန်းနိုင်လည်းပီတိဖြစ်တယ်ပေါ့ဖြစ်တော့ပေါ့ကိုရဖြစ်တော့ပေါ့နော်ဟိုပြောချင်တာကအခုသဘောမဲ့မင်းသားနေဝင်းကဟိုသူတို့ရဲ့ခက်သချင်းတွေရှိတယ်ဗျာကျွန်တော်မခေါ်ရလို့နော်အဲ့ဒါတွေဆိုပြီးတော့မှသူမင်းသားဖြစ်တာဟုတ်တယ်လားအဲ့တော့ကြတော့ နေဝင်ဒီသချင်းတွေဆိုတတ်တယ်ဆိုတာအထူးဆောင်မှမဟုတ်ပဲဟုတ်လားကျွန်တော်ကတော့တောက်လျှောက်ရေးသရုပ်ဆောင်လုပ်တာလीဒီသချင်းတွေဆိုတတ်တယ်ဆိုတာပြည်သက်သိမှမသိပဲသိုးပြလိုက်တော့ပြည်သက်သိသွားရောသိသွားလဲအဲပြည်သက်သိသွားပြီကွာဆိုပြီးပြီဖြစ်တာကွာဟုတ်လားအဲ့ဒီပုံမှာတော့ကျွန်တော်ကဘယ်လိုခေါ်အောင်လဲជីနူးတာပေါ့ជីနူးတာပေါ့ဟုတ်လားဟိုကတော့ကတော့ဥရွှေမန်းနေမောင်ကြီးအဲ့ဒါရုပ်ရှင်သရုပ်ဆောင်တယ်ဟာကောင်းလာပြီလားရွှေမန်းတော်မကြီးကဇမင်းသားတာဖြစ်တယ်သရုပ်ဆောင်တော့ကောင်းလိုက်တာတော့ဆိုဒီဘလောက်ပီတီဖြစ်လိုက်မယ် လိုင်းကြီးမတူဘူးလေဟုတ်လားအဲ့သဘောပါပဲအဲ့သဘောပါပဲအဲ့တော့ဒီဘက်ကမှအဆိုတော်တယောက်ကတရုတ်ဆောင်ဖြစ်တယ်အာသူတချင်းဆိုရတယ်ဆိုတာမဆမ်းပါဘူးဘာလို့သူအဆိုတော်ကနေလာတာဟုတ်လားကျွန်တော်ကျတော့တရုတ်ဆောင်ဟုတ်ကဲ့တောက်လျှောက်ကြီးတရုတ်ဆောင်လာတာဟုတ်ဟိုတိုးစီတိုးစီနေတော့ဆိုပြတာပေါ့နော်အဲ့ဒါတော့ဆိုပြတာပေါ့ပေးပဲနေနေထီထီမိမိနဲ့မြမတချင်းကြီးတချင်းကန့်ကိုဒီကြောတာမှာဆိုလေရတော့ကျတော့ပေးသားကဟာဥလုံးဝင်လိုက်အာမမျိုးတန်တာထုံးပေါ့အာမျိုးတန်တာထုံးကြီးလည်းဆိုရတဲ့ ။အဲဇုံးတယ်လို့ဆိုတတ်တယ်ဟဲ့။အဲ့ဒီပုံမှာတော့ပြီးကြည့်ကြတာပေါ့ကွယ်။ကျင်တဲ့ဘတ်တော့ဘာလို့ပျော်တာပေါ့ပျော်တာပေါ့။အဲ့တော့ရခိုင်ရှင်းမှုမိတူအားပြရ။ရခိုင်ရခိုင်ကြီးနေလို့အားမကျတာရခိုင်နဲ့အညာနဲ့ကသူကဒဒန်းနဲ့လို့ပြောတယ်ကအေးလေသူကရခိုင်ကမုံတိုင်းဝင်လာပြီဆိုရင်ရခိုင်မှာရခိုင်လည်းရခိုင်မှာမုံတိုင်းဝင်တယ်ဆိုအညာမှာထိတယ်အညာမဲ့ကိုမုံတိုင်းဝင်ရခိုင်တည်းဆိုနောက်တစ်ခုကကျွန်တော်မြင်တာပေါ့နော် ရခိုင်လူမျိုးဆိုတာကိုကျွန်တော်ရန်ကုန်ရောက်မှထဲထဲဝင်ဝင်တွေ့ဦးတာပါဗျကြည့်လိုက်လို့ရှင့်အညာသူအညာသားတွေလို့အညာသူတော့မဟုတ်ဘူးပေါ့ဗျထားရပါတော့အညာသားတွေလည်းတော့ခုမျက်ခုံးမျက်လုံးတော်တော်ကောင်းတာပဲအသားဖြူတာမဲတာကျွန်တော်မပြောလို့မျက်ခုံးမျက်လုံးကရခိုင်ပေါ့ရခိုင်ပေါ့ရခိုင်နေရာမျက်ခုံးမျက်လုံးတော်တော်ကောင်းတယ်ဗျယောက်ျားလေးကနောက်တကအရာမောင်းကောင်းကောင်းနောက်တကအသံအားကောင်းကောင်း ဟာဟောပါလိုက်လားမယုံသီးနေများစလို့အလောက်တန်ကောင်းနေလားပေါ့နော်ကိုကအဲ့လိုတောင်တွေးမိပါတယ်အဲ့တော့အကိုရဲ့ဘလို့တိုင်းရင်းသားပဲဖြစ်ဖြစ်ပါကိုမမာပြီမာဟာလားဟာလားပါတယ်မွန်မြမာရခိုင်ရှမ်းဟာလားတိုင်းရင်းသားတွေအားလုံးဟာကိုမိသားစုတွေပဲအကိုကအဲ့လိုမေးလိုက်လို့ရှင်ခုမငိမ့်ညာမှုဆိုတဲ့နေရာတွေတွေးမိတာပေါ့တွေးပြီးတော့စိတ်မချမ်းသာဘူး အားလုံးငြိမ်းချမ်းစေချင်တယ်တကယ်ကိုငြိမ်းချမ်းစေချင်တယ်ကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းညံ့နဲ့ဖြစ်သွားမယ်ဆိုလို့ရှိရင်ဒီထက်အများကြီးပို့ဖို့တိုးတက်တယ်ပို့တိုးတက်တယ်အဲ့ဒါတယောက်နဲ့တယောက်နားလည်မှုဆိုတာဟုတ်တယ်ဗျအဲ့ဒီပုံမှာတယောက်နဲ့တယောက်နားလည်မှုဆိုတာကဒါပညာသားပါတဲ့စကားပါကျွန်တော်အဲ့လောက်ဒီနားမလဲပါဘူးမေတ္တာဓာတ်ခမ်းတာတော့သိကြတယ်မေတ္တာဓာတ်ခမ်းလို့လေဒီလိုတွေဖြစ်တာပါအဲ့တော့ဇောင်းဝင်ရအကယ်မီနဲ့ငင်းငင်းလေးမလားအာနေလဲတာပေါ့ကွာတိတ်လဲတာပေါ့ဒါပေမဲ့တကယ်ငင်းကြမှဖြစ်မှာတော့ လဲပြီးတော့မှကျုပ်ကဆုံးရှုံးတာပဲရှိတယ်။ तू မငြိမ်းချမ်းဘူးဆိုတော့ကျွန်တော်ဘာလုပ်မှာ။ဟုတ်တယ်လေ။နော်တကယ်လဲတယ်အခု။အခုအဲ့ဒါကျွန်တော်တယောက်တည်းနေမဟုတ်ဘူး။ကျွန်တော်တယောက်တည်းနေမဟုတ်ဘူး။ကျွန်တော်အသံကောင်းခဲ့နေတာမဟုတ်ဘူးအခု။ကျွန်တော်တို့အမှုပညာလောကမှာရှိနေတဲ့အခုထားမှတော့အကယ်ဒမီရမယ့်သူတွေ10ယောက်ရှိမယ်11ယောက်ရှိမယ်12ယောက်ရှိမယ်စသဖြင့်အဲ့ဒီလူတွေခဏတောင်းမှအကယ်ဒမီမပေးဘူး။ကျွန်တော်ဗမာပြည်ငြိမ်းချမ်းရမယ်။လား။အဲ့ဒါဆိုရင်ကျွန်တော်ယုံတယ်အဲ့ဒီရမယ်ဆယ်နှစ်ယောက်စလုံးမယူဘူးဗျာခင်ဗျယုံတယ်ယုံတော့အဲ့ဒါ ်ငိမ့်ငိမ့်သိလို့ကျတာအခုကျွန်တော်တို့ကရေရှည်စားကျင်တာရေရှည်အမှုပညာနဲ့ယက်တီကျင်တာဟုတ်လားဘာမှပြီးမှယုံမောင်းဘာမှမရှိဘူးအဲ့ဒီမရှိတဲ့အထက်မှာမှဒီငရေလှုပ်တော့ကြတော့ကျွန်တော်ကြားတာပေါ့နော်ကျွန်တော်အတိအကျမသိပါဘူးဆယ်ဆယ်ယုံကျော်ကျော်လောက်15ယုံလောက်တော့မရှိအဲ့16ယုံမရှိဘူးပြောဖိနစ်လုံးမလို့အခုဟုတ်လားဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့မျိုးဆက် တရားမှာတရားဆောင်မပါဘူးဒီအမှုပညာဝါသနာမပါဘူးဒါပေမဲ့အဲ့ဒါကျွန်တော်အတ္တဘာအတ္တတို့နောက်မှကျွန်တော်မိသားစုမှာမပါပါမိမယ်မျိုးဆက်ကလေးတွေရှိတယ်ဇပုဒ္ဒယံလည်းဖြစ်ဖြစ်မယ်မင်းသားမင်းသမီးလည်းဖြစ်ဖြစ်မယ်မျိုးဆက်ကလေးတွေရှိအဲ့ဒီမျိုးဆက်ကလေးတွေဒီတိုင်းကြီးတာခင်ဗျပြဿနာတွေတက်ဟုတ်လားနော်နိုင်ငံကမငြိမ်းချမ်းယုံကမရှိ ရှိတဲ့ယုံလေးနဲ့ပဲဖြစ်သလိုကျွန်တော်တို့ကဒီလိုအလုံးလုံးအောင်ပြီးတော့ပို့တက်ပြီးလုပ်မယ်ဆိုလို့ရှိရင်ဒီကလေးတွေအတွက်ကျွန်တော်တို့ကထားပေးခဲ့ရမယ်ဟာကတမိုင်းမလှဘူးဗျာဟုတ်လားအင်းကြီးညာညာလဲဆိုကျွန်တော်ခုနကပြောကျွန်တော်သားသမီးတွေမှာဒီအမှုပညာမပါပေနဲ့နောက်မျိုးဆက်ယောက်ျားလေးမိန်းကလေးတွေမှာအများကြီးရှိတယ်မျိုးဆက်တွေရှိတယ်အဲ့ဒီကလေးတွေအများကြီးဖြစ်စေချင်တယ်အများကြီးဖြစ်စေချင်တယ်နေတို့ဒီနေ့အောင်မြင်တယ်ရုပ်လည်းရှိတယ်အရွယ်လည်းရှိတယ်အလုပ်လည်းလုပ်နိုင်တယ်အဲ့ဒါမတည်မြဲဘူးချိန်တန်းအိုးမှာ အချိန်တန်းအိုမာနေတိုးလဲအိုမာမြင့်မြတ်လဲအိုမာအလုံးမလုံးနိုင်တော့ဘူးအဲ့ဒီအရွယ်တွေကြောင်းပါအဲ့ဒီဇွန်နဲ့လူပြကြံနေအဲ့ဒီလိုမျိုးပေါ့အဲ့တော့နောက်တက်လာမဲ့မျိုးဆက်သစ်တွေအမှုပညာကိုလွတ်လွတ်လပ်လပ်နဲ့အမှုပညာကိုဆက်လာဟိုကျေကျေပြန့်ပြန့်ကျေကျေပြန့်ပြန့်လေးနဲ့ဒါဒီကလေးတွေလုံနိုင်မယ်ဆိုလို့ရှိရင်သိကောင်းပါပဲဟုတ်နော်ဒါမဲ့ဒါပေမဲ့ပါပဲနော်ဒီလိုပါပဲဒီလိုနဲ့ပဲအိယာကလန့်လန့်နိုးခဲ့ရတဲ့ညပေါင်းကလည်းမနေတော့ပါဘူး Ah! <laughs>